တာလီယာပါဘယ်မှာစဆောင်းမလို့တီမီဝီဒီနေ့ဟင်းချက်မှာပြင်လိုက်တာဟာကျွန်တော်ဟင်းချက်လို့ရှိရင်ကုညီပေးတဲ့တဘောကျက်တပည့်ကျော်နှစ်ယောက်ရှိပါတယ်အဲ့နှစ်ယောက်ကိုကျွန်တော်ဟင်းချက်ကျွေးဖို့ပြောလိုက်မယ် ဒီနေ့ရောက်ပဲဖြစ်ပါတယ်အခုတို့ကတော့စပြီးတော့ပြင်ဆင်နေပြီပေါ့နော်ကျွန်တော်ကိုဘာဟင်းချက်တွေ့မလဲဆိုလို့ရှိရင်တော့ကရင်မလိုက်ရကရင်တာလပေါ့ဟင်းပဲဖြစ်ပါတယ်ပထမအောင်ဆုံးဂျင်းတွေကိုလှီထားပေးပြီးတော့ဂျင်းကိုအရင်ဆုံးစီတက်တယ်ပြီးတော့မှတန်းစင်ထားတဲ့ကြက်ချက်တော့တွေထည့်ပြီးတော့ကြက်ချက်တော့တွေနူးသွန်းအောင်လို့ရေထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်ပြီးရင်ရေစိမ်းထားတဲ့ဆန်ကိုညက်သွန်းအောင်လို့တို့ကတေချာလေးထောင်းပေးပါတယ် ငပိကိုလည်းရေနဲ့ဖြောထားပေးတယ်ပေါ့ပြီးတော့မှကြက်ရှောက်တဲထားတဲ့အိုးလေးကိုဆန်ထောင်းထားလာရဲ့ငပိအရေးဖြောထားလာရဲ့ထဲမှာအဖုံးအုပ်ပြီးတဲထားပေးပြီးတော့ဟင်းထဲမှာထဲမှာပိန်နေသည်မြုပ်သည်စိမ်မြစ်ပြုံရုံးမလေးသည်ကိုလှီထားပေးလိုက်မယ်ပြီးရင်ပထမအုပ်ဆုံးပိန်နေသည်နဲ့မြစ်ကိုအရင်ဆုံးတဲထားပေးလိုက်မယ်ပေါ့နူးသွားပြီဆိုတော့မှရုံးမလေးသည်နဲ့မြုပ်သည်စိမ်ထဲပြီးရင်ဗဒက်စာလေးတွေပါထည့်ပါလေထည့်ထားတဲ့အသီးရွက်တွေနူးသွားအောင်လို့ဒေချာလေးမှွေပေးပြီးတော့အရသာအတွက်စာဟင်းရွက်မုံနဲ့ခြာကန်နီးမှမှ စုဖို့ရလေးအုပ်လိုက်ပါလေအခုဆိုရင်တော့ကရင်မဆစ်ဆစ်လေးရကရင်တာလပေါဟင်းကိုပြစ်ပြစ်လေးချက်ထားတဲ့ဟင်းလေးရပြီဖြစ်ပါလေဒီဟင်းနဲ့လိုက်အောင်လို့တော့ငရမ်းကိုနန်းနမင်းများများလေးနဲ့အချင်းစီပြန်ဟင်းလေးချက်မယ်တဲ့ကျွတ်တုံဒီချင်းနဲ့ကျွတ်တုံမျိုးကိုလှီးပြီးတော့မြုပ်သီးစိမ့်မုံနဲ့တွဲပြီးတော့ထောင်းထားပေးလိုက်တယ်ပြီးရင်ငရမ်းကိုစားဟင်းရမုံစနင်းမုံနဲ့ငပိစိမ့်စားနဲ့နဲ့ထည့်ပြီးတော့တေချာလေးနဲ့နှက်ထားလိုက်တယ်ပြီးရင်အိုးတဲ့ကိုစီထည့်ပေးပြီးတော့ထောင်းထားတဲ့အမွှေးကြိုင်တွေကိုစီတက်တယ် သူတို့လုံနေကိုင်းနေပုံကိုလည်းကြည့်ပါဦးမောင်တထမ်းမယ်တွေ့ရပါပဲခင်ဗျာနန်လေးမွေးလာပြီဆိုတော့မှအရသာနှက်ထားတဲ့ငားလေးထက်ငားလေးကိုခဏလေးတည်ပြီးတော့ငားလေးနူးစီရန်ရေလေးပါလီအောင်ထည့်ပြီးတော့ငားတွေအတုံးမပြတ်သွားအောင်လို့အိုးကိုလှုပ်ပြီးတော့သူကတော့ချက်ပါလေငားတွေနူးသွားပြီဆိုတော့မှဖြော်ထားတဲ့မကြီးမဲ့ရေလေးထည့်လိုက်တယ် ခဏလေးတည်းငါးကိုဟိုဘက်ဒီဘက်လှန်ပေးပြီးတော့ငရုတ်သီးစိမ့်နဲ့နန်းနံမေမြများလေးအုပ်ပြီးတော့တရင်တာလက်ပေါ့ဟင်းနဲ့လိုက်ဖက်တဲ့ငရမ်းကိုနန်းနံမေမြများနဲ့အချင်းစီပြိုင်ဟင်းလေးတစ်ခွက်ရပြီဖြစ်ပါတယ်ဒီနေ့ကတော့တဘောကျဲနှစ်ယောက်သူတို့ဘာသာသူတို့တော့ဟုတ်နေကြပါလိမ့်ရခင်ဗျာတာလီယာပါဒါတရချင်းတော့တရတိတုတ်ပါအေးတရတိတုတ်ဟာငရမ်းအချင်းဒါတော့ပြင်တယ်လို့ပေါ့တာလာပေါ့ဒါတော့ငါပြီးတူရီယာ အခုဆိုရင်ကျွန်တော်ရဲ့တဘောကျင်းနှစ်ယောက်ချက်ထားတဲ့ဟင်းနေစားလို့ရပါပြီ။ဒီရင်တာလဘော့ဟင်းဖြစ်ပါတယ်။တာလဘော့ဟင်းကလို့ဆန်ကိုတို့ကတည်တည်ချာလေးထောင်းထားတဲ့ခါကြတော့ပြင့်နှက်နေရပဲ။ကျွန်တော်ချက်တဲ့တာလဘော့ဟင်းနဲ့တော့မတူဘူးပေါ့နော်။ပြီးတော့ဒါကငရမ်းဟင်းကိုမှအချင်းစီပြန်လေးပေါ့။ပြီးရင်တရတိတုတ်လေးရဲ့ငပိတိုးစရာကြီးလိုက်တာနဲ့တိတာရဲ့။ဟိုမှာကြည့်อืมก้าวมาเหมือนปิ๊บๆเลย တော်ကောင်းတာပဲထမီဝီအိမ်ကတဘောကျဲဆိုတော့လက်ရာတွေကရှယ်ပဲကဲအဲ့ဒါဆိုရင်စားပါတော့မယ်စားကြပါအောင်ဘယ်ကနေစားစားရမလဲမသိဘူးဘယ်ကနေစားစားရမလဲမသိဘူးဘယ်လိုလဲရာသီသာတရတိတုံးလေးလဲစားလိုက်ချင်းသေးတရတိတုံးလေးကထမီဝီနေမှာသိကြပဲอืมมา လောင်းဝချင်းကန်ဆက်ဒေတာလက်ပေါင်းဟင်းုံကြက်ရိုးတွေနဲ့ချက်ထားစုပ်ပုတ်ရလေးခတ်ပြီးတော့နံပြီးရည်ဦးလိုက်တာဟင်း ောင်မလေးကပြောရင်လေအဲ့တော့ပြောရင်တာလာဘောချက်တာလုံးဝကွက်တိပဲအဘိုးလိုမရှိတော့ကောင်းငါဟင်းလေးစားလိုက်အောင်ငါဟင်းဆိုလဲသူချက်တာအရင်မြန်မာမြန်မာငါဟင်းရေလေးထက် งานยังตัวเงจะน้อยลงงบีเลยนะตู้เสียเลยนะซาเชจอืม 그럼요. Um, yeah.

我打算隔壁买把匕首。 ဟင်းနေအကုန်လုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားလုံးဝအောင်ကွက်တိပဲအမေးမိန်စရာကျွန်တော်ရဲ့တဘောချက်တပည့်ကျော်ဂေးမချက်ထားတဲ့ဂရင်ဒါတဘောဟင်းငရဲစီပြန်ချင်းဟင်းတီယတီတော့ငပိတိုးစရာနဲ့ထင်းမိခွေးပြီးထမင်းမိန်တော့ပါတယ်နောက်နေကြရင်ဒီလိုဟင်းအတွက်ဆက်လေးချက်စားကြည့်ပါဦးဟင်းနေအကုန်လုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားလုံးဝကွက်တိပဲ